စကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကဘီလာရုနိုင်ငံမှာကျင်းပတဲ့ဥရောပအာရှစီးပွားရေးဖိုရမ်ကိုတွားရောက်ပြီးပြန်မှာရုရှားနိုင်ငံကိုပိုင်အုပ်ချုပ်ခွင့်ရနယ်ဘူရာတီယာဥလန်ဥတဲမြို့ကလေရင်နဲ့မြေရထားဆက်ယုံတွေကိုမနေ့ကတွားရောက်ခဲ့ပါတယ်။တွားရောက်ခဲ့တဲ့ဆက်ယုံတွေကမြန်မာရုရှားနှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့လားလာရှိတဲ့နေရာတွေလို့စကောင်းဆောင်ကရုရှားမီဒီယာတွေကိုပြောဆိုခဲ့တာပါ။ တည်ယူပို့ဆောင်ရေးရဟတ်ယာဉ်တွေနဲ့ပတ်သက်ပြီးရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေတာရှိတယ်လို့လည်းစစ်ကောင်စီပြောခဲ့ရဗိုလ်ချုပ်စော်မင်ထွန်းကဘီလာရုရုရှားခီးစင်ပြီးမှပြောဆိုထားပါတယ်။လက်ရှိစစ်ဘက်ဆိုင်ရာတည်ယူပို့ဆောင်ရေးအတွက်အသုံးပြုနေတဲ့ MI-17 ရဟတ်ယာဉ်မျိုးစားကရုရှားနိုင်ငံ တုတ်တွေဖြစ်ပါတယ်။ရဟတ်ယာဉ်တွေကိုသွားလာရခက်ခဲတဲ့နေဆက်ဒေသတောင်ပေါ်ဒေသနဲ့လမ်းမဆက်သွယ်ရေးခက်ခဲတဲ့နေရာတွေမှာအသုံးပြုပါတယ်။မြန်မာနိုင်ငံမှာတည်ယူပို့ဆောင်ရေးအတွက်ရဟတ်ယာဉ်ကအတော်လိုအပ်ပြီးရုရှားနဲ့တည်ယူပို့ဆောင်ရေးရဟတ်ယာဉ်တွေပူးပေါင်းဆောင်ရွက်မယ်ဆိုရင်စစ်ဘက်အတွက်ဆိုရင်တော့တိုက်ခိုက်ရေးတဲ့ ဥဆောင်ရင်ရဟတ်ရင်မျိုးစားတာဖြစ်နိုင်တယ်လို့မြမရေးလေးလာသူမောက်ကောင်းကြီးကပြောပါတယ်။ MI7 နီးမျိုးစားရဟတ်ရင်တွေကတက်တန်းကြနေတာကြောင့်ပြက်ကြတာမျိုးတွေလည်းရှိနေတယ်လို့သူကပြောပါတယ်။ရဟတ်ရင်နဲ့လေးရင်မှာပေါဝင်တဲ့ပစ္စည်းတွေကတက်တန်းတစ်ခုရောက်ရင်မဖြစ်မနေလဲလှည့်ပေးရပါတယ်။ဒါကြောင့်နှစ်ဖက်ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်ရဟတ်ရင်ပို့ပစ္စည်းထုတ်လုပ်တဲ့စက်ရုံမျိုးတိစောက်တာပညာရှင်တွေသင်တန်းလာပေးတာမျိုးလည်းဖြစ်နိုင်ကြအောင်စစ်ပက်ဆိုင်ရာလေးလာသုံးသပ်မှုတွေပြုလုပ်နေတဲ့တင်တင်ကမဟာဗျူဟာလေးလာရေးဖွဲ့ဒါရိုက်တာဦးသိန်းထုံးကသုံးသပ်ပါတယ်။ရုရှားနိုင်ငံက MC21 ခီးတက်တဲ့လေးရင်မျိုးစားတွေကိုလည်းထုတ် ုပ်နေတာရှိပါတယ်အဲ့ဒီအပိုင်းမှာလည်းချိတ်ဆက်ဆောင်ရွက်မှုတွေရှိလားမလားဆိုတာစောင့်ကြည့်ရမယ်လို့ဦးသိန်းထွန်းကပြောပါတယ်မြန်မာနိုင်ငံကိုလက်ရှိကာလမှာနိုင်ငံတကာကစီးပွားရေးအရတန်ခတ်ပိတ်ဆို့မှုတွေရှိနေပြီးလေရင်နဲ့ပတ်သက်တဲ့ပစ္စည်းတွေဝယ်ယူရမှာခက်ခဲရှိတာကြောင့်စီးပွားရေးတန်ခတ်ပိတ်ဆို့မှုရှိတဲ့နိုင်ငံတွေကိုပို့ပြီးအမိတဟဲပြုရတဲ့သဘောလို့တင်တင်ကမဟာဗျူဟာလေးလာရေးဖွဲ့ဒါရိုက်တာကပြောပါတယ်စစ်ကောင်စီကရုရှားနိုင်ငံနဲ့လေရင်ရဟတ်ရင်ပိုင်းမှာပူးတက်ဆောင်ရွက်ဖို့ကြိုးစားလာတာပါကြောင့်ပါလေမောက်ကောင်းကြီးကခုလိုပြောပါတယ် ကြည့်ရတာလေဟိုမိမတက်မတော်ရဲ့ဒီစစ်လက်နဲ့ပြည်စည်းတက်ဆင်မှုအလေးဒီနိုင်ငံတကာစစ်ပွဲတစ်ခုကြီးပဲပြီးတော့ပြင်ဆင်ထားတဲ့အတွက်ဈေးကလည်းရန်ကြီးတယ်ဈေးကတော့ဝယ်တဲ့ဈေးကကြီးထိန်းထိန်းတဲ့ဈေးကလည်းကြီးတာပဲဝယ်ထားတာကတော့တက်သုံးနေရတာတက်တလူတွေဖြစ်နေအဲ့လိုဖြစ်နေတယ်ဘယ်လဲဆိုလို့ပါဟိုကိုဝယ်ထားတဲ့ပစ္စည်းဒီကိုသုံးလို့အထီးရှိအောင်သုံးဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်တော့ဒီပြပြရမယ်ပေါ့နော်ဝယ်ယူမှုစီစဉ်ပြောင်းလဲအောင်ပေါ့အဲ့ဒါကတော့ရဟရဲနဲ့ပါတယ်ပေါ့ ဒီကိုအဲ့နေရာရောအဲ့လိုပဲစဉ်းစားနေတာ။အပြည်ပြည်ဆိုင်ရာလူ့သမားအဖွဲ့ချုပ် ILO နဲ့ Justice for Myanmar တို့ကစစ်ကောင်စီကိုလေးရင်စီဖျက်တောက်နိုင်ဖို့အတွက်တောင်းဆိုနေပါတယ်။တက်ခတ်ပိတ်ဆို့မှုတွေတောင်းဆိုမှုတွေရှိနေတဲ့ကြားကစစ်ကောင်စီရဲ့ဆောင်ရွက်မှုအခြေအနေကိုတော့နိုင်ငံရေးလှစ်လာတုံ့တက်သူကိုကျော်စောခိုင်ကအခုလိုပြောပါတယ်။ ILO တို့ဘာလို့ဆိုရဲဟာစစ်ပြည်ဖြစ်စေမရှိဖြစ်စေတကယ်လည်းပြောလို့ရှိရင်တော့ဒီဆက်လက်နဲ့ပစ္စည်းတွေနဲ့ပတ်သက်လို့ပါမဘက်ကအပေါက်ကရုရှားနဲ့တရုတ်ပဲရှိတယ်လေ။အီရန်တို့ဘာလို့ဆိုရင် လုံးဝရစီမကောင်းတော့နေထားမျိုးဖြစ်နေတာပေါ့နော်တချို့ကတကယ်တမ်းပြောလို့ရှိလို့ရှင်သူကဒီဘက်ကိုအကူအညီပေးတယ်ဆိုတော့သူ policy နဲ့သူလာလာသူဩစာတရားမှုချက်ထွင်ကြတာမျိုးနဲ့စီးပွားရေးပေါ့ပမာဏရုရှားရဲ့စစ်တပ်ပိုင်းဆိုင်ဆက်ဆံရေးဟိုရင်ပညာတော်သူတက်တော်တော်တို့ရစပြီးဟိုစတဲ့ပြန်ပြန်ရှိထားတဲ့သဘောရှိအောင်အဲ့တော့ဆိုလိုတာရုရှားကိုသွားမယ် ဒီလိုမျိုးဆက်လက်နဲ့ပစ္စည်းတွေဝယ်တာချမ်းသာတယ်ကြည့်ရဆိုရတာတော့ပြောမယ်ဆိုလို့ရှိရင်တခြားကိစ္စတွေနဲ့အဆက်အသွယ်ဖြစ်စေမဆက်ဆက်သည့်ဖြစ်စေလုံးပါပဲစစ်ကောင်စီကအာဏာသိမ်းကာလ၄နှစ်ကျော်လာချိန်မှာရုရှားနိုင်ငံဘီလာရုနိုင်ငံတို့နဲ့စစ်ဘက်ရဲ့ဘက်ဆက်ဆက်ရေးကိုပုံမတိုးမြင့်လာပါတယ်ဘီလာရုနိုင်ငံကရုရှားနိုင်ငံရဲ့အဓိကမဟာမိတ်လည်းဖြစ်ပါတယ်လက်ရှိမှာရုရှားကယူကရိန်းနိုင်ငံနဲ့စစ်ဖြစ်နေတဲ့အခြေအနေကြောင့် ရုရှားရဲ့ကိုဝါဖြစ်တဲ့ဘီလာရုကိုဆက်ပြီးတော့မြန်မာနိုင်ငံကလက်တွဲတဲ့သဘောလို့ပေါက်ကောင်းရေကတုံ့ပြန်ပါတယ်ခင်ဗျာ